ကမ္ဘာရွှေဈေးကွက်ကိုချုပ်ကင်မှုအစီအစဉ်နေပြီလားဗဟိုဘဏ်တွေရဲ့ရွှေတွေကိုတရုတ်နိုင်ငံရှန်ဟိုင်းမှာသိမ်းဆည်းတော့မယ်ဆိုတာသိပြီပြီလားကမ္ဘာရွှေဈေးနှုန်းတွေစံချိန်တင်ပြည့်တဲ့နေချိန်မှာတရုတ်နိုင်ငံကနိုင်ငံခြားဗဟိုဘဏ်တွေကိုသူရဲ့ရွှေသားတွေကိုရှန်ဟိုင်းမြို့ကဒေါ်လာလုံးတွေမှာသိမ်းဆည်းဖို့ဖိတ်ခေါ်နေပါတယ်ဒီချုပ်ပဲမှုဟာတရုတ်ရဲ့ကမ္ဘာရွှေဈေးကွက်မှာအော့ဆာလွှမ်းမှုမှုကိုမြင့်တင်ဖို့မာစတာပလန်တစ်ခုပါပဲရွှေဈေးနှုန်းက1500ဒေါ်လာနီးပါးစံချိန်တင်နေပါပြီဒီတက်နှုန်းကိုဗဟိုဘဏ်တွေရဲ့ရွှေဝယ်ယူမှုတွေနဲ့ဒေါ်လာမှခွဲထက်ရင်ဒီ dollarize ရှင်းလှူရှားမှုတွေကပုံမှုအားဖြစ်နေပါတယ်။တရုတ်ကကမ္ဘာမှာရွှေဈေးကွက်အကြီးဆုံးဖြစ်ပေမဲ့လန်ဒန်မြို့ကတော့ကမ္ဘာရွှေသုံးပါးများအထူးပဟုချက်ဖြစ်ရှိနေသေးပါ။ဒီတော့ဒီခြေတွေကဘာလို့ဆိုလို့ရလဲ။ရွှေဟာဒေါ်လာအစားထိုးအရင်းအမြစ်အဖြစ်ပုံပြီးအရေးပါလာပါတယ်။တရုတ်ကအနောက်နိုင်ငံတွေရဲ့ငွေကြေးစနစ်ပေါ်မိခိုမှုကိုရှော့ချဖို့ကြိုးစားနေတယ်။မြန်မာအင်ဂျင်နိုင်ငံတစ်ခုကဒီအစီအစဉ် ားစင်မှာနေရရွှေဈေးတွေစက်တက်အောင်မဲ့အလားလာရှိပြီးတရုတ်ရဲ့ဒီဗျူအာတွေကြောင့်ကမ္ဘာငွေကြေးစနစ်မှာကြီးမားတဲ့တောင်းပန်မှုတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဒီအချိန်ကိုတေချာလေးစောင့်ကြည့်ဖို့လိုပါတယ်နော်။